မင်္ဂလာပါသားတို့သမီးတွေ Story Wall ကနေကြိုဆိုလိုက်တယ်နော်ဒီတစ်ခါသားတို့သမီးတို့ကိုပုံမြင်ပြောဖို့အလဲကြတဲ့သူကပီတီခိုင်မင်းဖြစ်တယ်နော်ပီတီခိုင်ကသားတို့သမီးတို့ကိုအဖွားအုံနဲ့ကြွယ်လို့အမိရတဲ့ပုံမြင်လေးကိုပြောပြပေးတော့မှာဖြစ်တယ်နော်တစ်ခါတော့ကတောင်ကုန်းလေးတစ်ခုပေါ်ကစက်ကူအိမ်လေးတအိမ်မှာကျင်နာတတ်ပြီးညံလဲကောင်းနေအဖွားအုံတယောက်နေထိုင်နေတဲ့ကွယ် ဇက်ကူအိမ်ဆိုတာကတားတို့သမီးတို့နားလည်အောင်ပြောရရင်အဖွားအိုကဆင်းရဲတော့တစ်တွေဝါးတွေမတက်နိုင်ပဲဇက်ကူတွေကိုကော်နေကပ်ပြီးအိမ်လုပ်ပြီးနေရတာကိုပြောတာပေါ့ကွယ်ဒီလိုနဲ့တနေ့ရောက်တဲ့အခါမှာမျက်နှာပြောင်တိုက်တက်တဲ့ကြွက်ကလေးတကောင်ဟာအဖွားအိုရဲ့အင်္ဂလိပ်စီကိုရောက်လာပြီးဒီလိုပမာမခန့်ပြောလိုက်တယ်အဖွားကြီးကျုပ်ဒီအင်္ဂလိပ်မှာခမည်းနဲ့အတူတူနေမလို့လာတာဗျ ဘလို့လေလက်ခံမှာလားလက်မခံဘူးဆိုရင်တော့ခမရဲ့အင်္ဂလေးကိုတစစီဖြစ်အောင်ကျုပ်ကြိုက်ဖြတ်ပစ်လိုက်မှာနော်လို့ပြောလိုက်တယ်။ငါလက်ခံပါတယ်။နေပေါ့ကျွက်ကလေးရဲ့လို့ပါနေတဲ့အဖွားအိုကကျွက်ကလေးကိုပြုံးပြုံးနဲ့ပြောလိုက်တယ်။ငါလည်းဒီမှာတယောက်တည်းအထီးကျန်မနေရတော့ဘူးပေါ့။ပြီးတော့အဖော်လေးရတာပေါ့။ ဒါထက်မင်းသဘောကြလားမသိဘူးတို့ရေစကထဝတ်တန်းကစားကြရအောင်လီလို့အဖွားအိုကနေကြွက်ကလေးကိုပြောလိုက်တယ်ဒီလိုနဲ့ဘဝင်မြင့်နေတဲ့ကြွက်ကလေးဟာအဖွားအိုလဝါးထဲမှာခန့်ခန့်ညညာထိုင်ပြီး ကောင်းပြီလေကျုပ်စကားဆောက်ဝတ်မယ်နော်လို့ပြောလိုက်တယ်သူပြောလိုက်တဲ့စကထားက လေတီကကိုစာကလေးတကောင်ဖျက်လျှောက်သွားရင်ခြေလန်းဗနလန်းရှိမလဲတဲ့။ကဲဖြေနိုင်ရင်ဖြေပြီတော့လို့ပြောလိုက်တယ်တဲ့။အဲ့ဒီအခါမှာအဖွားအိုကပြုံးပြီးဒါလွယ်လွယ်ကလေးပဲ။တလန့်မှမရှိဘူးလို့ဖြေလိုက်တာပေါ့။စာကလေးတွေဟာခြေတော့နဲ့လမ်းလျှောက်သွားတတ်တာမဟုတ်ဘူးကွာ။ သူတို့ကခုံဆော့ခုံဆော့တာတွားတတ်တာလေလို့ဖြေလိုက်တော့မန်နေတဲ့အခါမှာကြွက်ကလေးကလည်းနှုတ်ပိတ်သွားတော့တယ်။အဖွားအိုကဒီတခါငါအလှဲ့ပဲဆိုပြီးကဲငါစကထာကိုမင်းတီတီချာချာနားထောင်တော့ကြွက်ကလေးလို့ပြောတော့ကြွက်ကလေးလည်းနားဆွေနေလိုက်တယ်။အဲ့ဒီအခါမှာအဖွားအိုကကြွက်လိုလဲနရွက်ရှိတယ်။ကြွက်လိုလဲလက်သေးရှိတယ်။ ကြွက်လိုလဲနှခမ်းမွေးရှိတယ်။ဒါပေမဲ့ကြွက်မဟုတ်ဘူး။အဲ့ဒါပါလဲလို့မေးလိုက်တော့ကြွက်ကလေးကပြန်ဖြေလိုက်တယ်တဲ့။ကျွန်တော်ပန်းပေးပြီလို့ပြောလိုက်တာပေါ့။အဖွားကလည်းမင်းစည်းစားပြီးဖြေမပေါ့ကွာ။ကဲကဲနောက်တစ်ခုမေးမယ်တည်တည်ချာချာနားထောင်တော့လို့အဖွားအိုကထပ်ပြောလိုက်တယ်တဲ့ကွယ်။ကြောင်နဲ့တူတဲ့မျက်လုံးရှိတယ် ကြောင်နဲ့တူတဲ့ခြေတော့ရှိတယ်။ကြောင်နဲ့တူတဲ့အမီးရှိတယ်။အခုမင်းနောက်ကနေခုံအုပ်ဖို့ပြင်နေတယ်။အဲ့ဒါဘာကောင်လဲလို့ပြောလိုက်တည်တယ်။ကြောင်ကြောင်ကြောင်ဆိုပြီးကြွက်ကလေးဟာတစ်တစ်ငုံငုံနဲ့ကြောက်လန့်တကြောင်အော်ပြီးအိမ်ထဲကနေအမြန်ဆုံးထွက်ပြေးသွားတော့တယ်တဲ့။အဲ့ဒီအခါမှာအဖွားအိုကတော့ပြုံးပြုံးနဲ့ကြံရစ်ခဲ့တာပေါ့ကွယ်။ ဲ့ဒီအခါမှာအဖွားအိုကလည်းချက်ပြောတဲ့အခါမှာငါအိမ်မှာဘေးကလာကြောင်ရှိရမှာလဲကွယ်ငါကစကထဝတ်တာပါလို့တီတူရေရွပြီးပြုံးနေလိုက်တယ်တဲ့အဲ့ဒီလိုနဲ့ကြွက်ကလေးဟာအဖွားအိုရဲ့အိမ်ကိုဘယ်တော့မှပြန်မလာတော့ဘူးတဲ့ကွယ်ကဲပုံမြင်လေးကတော့ဒါပါပဲကွယ်ဒါတို့သမီးတို့လည်းအဖွားအိုနဲ့ကြွက်ဆိုတဲ့ပုံမြင်လေးကိုနမူနာယူပြီး ၊ဒီအရာမှမဆိုယုံကြည်မှုလွန်ကဲခြင်းဟာအငဲများတဲ့အကြောင်းသူတစ်ဖက်သားကိုအချင်းမသေးသင့်ဘူးဆိုတာတီတီခိုင်ကဆန္ဒပြလိုက်ပါရင်နော်။